ဤလောကမှာယုံကြည်ရခက်ခဲတဲ့အကြောင်းရင်းများစွာရှိတဲ့အနေမှာယခုတင်ပြပေးမယ့်တေရွာပြန်ဥယီကဲရဲ့အကြောင်းကတော့အံ့မွယ်တရပင်ဖြစ်ပါတယ်။အသက်58နှစ်ရှိပြီဖြစ်တဲ့ဥယီကဲဟာအဘဦးနှင့်မောင်အမိဒေါ်သိန်းတင်တို့ရဲ့သားသမီး9ယောက်နဲ့မှအကြီးဆုံးဖြစ်ပါတယ်။မွေးဖွားရာဇာတိကတော့မင်းလားမျိုးဖြစ်ပြီးတော့လွန်ခဲ့တဲ့နှစ်ပေါင်း30ခန်းကစပြီးယခုနေထိုင်ရာ၃ဘွားမျိုးကိုရောက်ရှိခဲ့ပါတယ်။ဥယီကဲဟာဇနီးတဲ့ဒေါ်ရေးရွှေနဲ့သားသမီး6ယောက်တို့ကိုစိုက်ကားနှင်းပြီးတော့လောက်ကန်ကျွေးမွေးခဲ့ပါတယ်။ယခုမြေဥယီကဲဟာ၃ဘွားမျိုးကပေး းထားတဲ့နာမည်ဖြစ်ပါတယ်။နာမည်ရင်းကတော့ဦးအောင်ကြည်ဖြစ်ပါတယ်။စိုက်ကားနှင်းစားရပေမဲ့လည်းတရားမဲတဲ့လောက်ကင်ပြောဆိုမှုကတော့စိတ်ပင်မကူးခဲ့ပါဘူး။ခက်အေးအေးပင်နေတတ်ပါတယ်။တချိန်ကအိမ်ပေါ်မှာထိုင်နေစဉ်လူငယ်နှုတ်ဦးကမြည်သည့်အချက်ကြောင့်မသိအိမ်ပြင်ကနေလာပြီးတော့ဒုတ်ဓားတွေကင်ဆောင်ပြီးတော့ဆင်းခဲ့ရန်စိန်ခေါ်ပါတယ်။ဦးရီကပုံမပြက်ပင်ထိုင်ပြီးတော့မင်းတို့တွေကြိုက်တယ်လို့လို့ကွာ။ငါကတော့မင်းတို့ဘာမှပြန်မလုပ်ပါဘူး။အဲဒီလိုမျိုးထိုင်ပြီးတော့အေးဆေးစွာပြောနေပါတယ်။အိမ်နီးနားချင်းတွေကပဲမကျင်တတ်ကြပါဘူး။တစ်ဖက်သက်ဖြစ်နေတဲ့ရံပွဲဖြစ်တာကြောင့်ခဏလောက်ကြာမှတော့လူငယ်နှုတ်ဦးကလည်းပြန်သွားကြပါတယ်။ ဒီချိန်မှစပြီးတော့ရေခဲတုံးလိုအေးတဲ့လူဆိုပြီးတော့နာမည်ရင်းကိုမခေါ်ကြတော့ဘဲနဲ့ဥယေခဲဆိုပြီးတွင်ခဲ့ပါတော့တယ်။သူ့ရဲ့တရင်ကိုကြားကစားကပင် စိတ်ဝင်စားခဲ့ပါတယ်။ယခုနှစ်ဝါဆိုလာပြည့်နှစ်မှာတော့၃ကွာမျိုးကိုသွားတဲ့မိတ်ဆွေများဖြစ်ကြတဲ့ဥမောင်မောင်ဥလာမြိုင်တို့နဲ့၃ကွာမျိုး၃ရက်ကွက်လောကမာရဇင်ဘုရားကြီးနီးမှာနေတဲ့သူ့အိမ်ကိုသွားခဲ့ကြပါတယ်။ဥယေခဲကဥပုသ်ဆောင်ပြီးတစောင်းတွင်းမှာတရားထိုင်နေတာကြောင့်ခဏတောင်စောင့်ခဲ့ရပါတယ်။လာရင်ကိစ္စသိပြရစီခင်ဗျာ။ကျွန်တော်ကရန်ကုန်ကပါ။ဟိုးလွန်ခဲ့တဲ့၃နှစ်ကျော်ကထူးဆန်းစွာတွေ့ခဲ့ရတဲ့ဥယေခဲရဲ့အတွေ့အကြုံကိုသိလို့လို့ဖြစ်ပါတယ်။နောက် င်အဲ့ဒီအကြောင်းကိုလည်းစာဆောင်တစ်ခုခုမှာအများဘူးသူတရရစေဖို့အတွက်ပြန်လည်တင်ပြခြင်းလိုပါကျေးဇူးပြုပြီးတော့ကျွန်တော်တို့ပြောပြပေးပါခင်ဗျဥယေကေကကျွန်တော်တို့သုံးကိုအကဲခတ်ကြည့်လိုက်ပါတယ်အနီးနားမှာရှိနေတဲ့စုပ်နေတဲ့မွေရာကိုလည်းပြန်ကြည့်ပါတယ်ပြီးကမှဟုတ်ကဲ့ပါဗျာကျွန်တော်ပြောပြပါမယ်တခုတော့ကြိုပြီးတော့တောင်းပန်ပါရစေဒီထဲမှာပါတဲ့နာမည်တွေကိုတော့မပြောပါရစေနဲ့ဗျာဒါရီယာ ပုံကိုရေးတယ်မလို့ပါဒီမျိုးသားတွေဆိုသူတို့သိကြပါတယ်ကျွန်တော်နဲ့ပါလာသူမိษွေနှိုးကိုကြည်ပြီးတော့ပြောလာပါတယ်မိษွေများကလည်းဗျိုင်းနှိုးခေါင်းညိတ်ပြီးတော့ထောက်ခံကြပါတယ်နောက်မှသိရတာကတော့အခုတက်ရှိထင်ရှားဆွေမျိုးရင်းနေဖြစ်နေတာကြောင့်အမိထုတ်ဖို့ပြောဖို့အတွက်လက်မခံကြောင်းသိရပါတယ်ဖြစ်ပုံကဒီလိုဗျာအဲ့ဒီတော့ကျွန်တော်အိတ်နေတဲ့မွေရာဒီမွေရာပဲဗျာစုပ်နေပေမဲ့အဲ့ဒါကြောင့်မို့လွတ်မပြစ်ဖန်နဲ့ အခုဒီဒီနေရာမှာပဲကျွန်တော်ထားတာကျွန်တော်ဖြစ်ခဲ့တာ1348ခုနှစ်တစောင်းမုံးလဇန်တရက်နေ့ဖြစ်ပါတယ်အဲဒီလိုမဖြစ်ခင်တနှစ်လောက်ခရေကယောဂမေမေရရမရှိပဲနဲ့တရှောင်ရှောင်ဖြစ်နေခဲ့တာဗျဆေးုံဆေးကန်းနဲ့ရှိတာလေးတွေရောင်းချပြီးတော့ပြပေးမယ်လဲ ငွေတထောင်ကျော်သာကုန်သွားတယ်ဘာမှမထူးခြားလာခဲ့ပါဘူးဗျာအဲ့လိုဖြစ်ဖို့49ရက်လိုမှာတော့ထမင်းကိုစားဖို့နေနေတသားအနံ့တော်မခံနိုင်ဘူးဖြစ်လာခဲ့တာဗျာအဲ့ဒီနောက်တဖြည်းဖြည်းနဲ့အရေတော်နှစ်ခွက်တောက်လို့မရတော့မက်ခွက်နဲ့တောက်တော့လက်ဖက်ရည်ကျန်ပကံလုံးနဲ့ပဲတောက်တော့တစ်ခွက်ပဲတောက်လို့ရနှစ်ခွက်ဇက်တိုက်တောက်လိုက်လို့ရှင်အန်တော့တာအဲ့ဒါကိုတီတော့အိမ်ကလူတွေကမြန်းများဝင်အောင်လို့ဆိုပြီးနွမ်းတို့မက်ခွက်ကြီးနဲ့တစ်နေ့တစ်ခွက်တိုက်ကြတယ်ကျွန်တော်စိတ်ကလည်းလူတွေနဲ့စကားမပြောချင်တော့ဘူးဗျာချင်းအောင်နေမှာပဲနေချင်တယ်အဲ့ဒီလိုနဲ့ထူးခြားစွာဖြစ်မဲ့တရက်မှာတော့ညနေ3 3နာရီလောက်ကစပြီးတော့ယင်ထဲမှာနေလို့မရအောင်ပူလောင်လာတာဗျာနောက်တော့မွေးရပေါ်မှာလူးလိမ့်နေရတယ်ဆရာဝန်ခေါ်ကုလည်းမရတော့ပါဘူးဝေဒနာခံစားရလို့သတိရလည်းရတစ်ချက်မရတစ်ချက်ဖြစ်ရကနေညဘက်ရောက်လာပြီးတော့အိမ်မိုးကိုကြည့်လိုက်တော့ဓဏီတွေပေါက်ပြဲနေတာကိုမြင်ရတယ်ဗျာတကားမှမပေါ်ဘူးတဲ့ထူးထူးခြားခြားဖြစ်ရပါဗျာကောင်းတဲ့နေရာတွေကကောင်းပြက်တဲ့နေရာတွေကပြက်ငါလည်းပြက်တော့မယ်ထင်တယ်လို့တန်ဝေကရလာခဲ့တယ်အဲဒီလိုနေနေစင်မှာပဲလူကငြိမ်သွားပြီးတော့ မေးစေးပေးခံရသူလိုမျိုးတဖြည်းဖြည်းနဲ့အသည့်အာယုံတွေရော့ကြလာတယ်ခဏလောက်နေတော့လမ်းထိပ်ကနိုင်စင်ကြီးကနေတုံးချက်ခောက်တန်ကြားရတယ်ဗျအဲ့ဒီနောက်တိတ်မကြခင်မှာပဲ6ချက်ခောက်တန်ကိုကြားရပြီးတော့ကျွန်တော်ဘာမှမသိတော့ဘူးသတိလစ်သွားတာအဲ့ဒီနောက်တော့ကြီးမတုတ်ခိုင်ပြီးတော့ ground မြောက်နေအောင်ကြိုက်ထားတဲ့လူကြီးတယောက်ကအိမ်ဘောက်ဝါးကနေလာပြီးတော့ဟေးအောင်မင်းလာခဲ့ကွာအဲ့ဒီလူမျိုးလေးတန်းမမာနဲ့ခေါ်တာပဲဗျအဲ့ဒီလူကြီးရဲ့မျက်နှာကလည်းခက်ထန်ပြီးတော့ခွန်အားပလားကလည်းကျွန်တော်ထက်အများကြီးကြွာချတဲ့အတွက်อืม ပုံစံကြည့်ရတာငါခုခံလို့လည်းနိုင်မှာမဟုတ်ပါဘူးလေအตาတကြီးလိုက်သွားတာပဲကောင်းပါတယ်အဲ့လိုမျိုးဆုံးဖြတ်ပြီးတော့သူ့ခေါ်ရာကိုကျွန်တော်ထလိုက်ခဲ့တာပဲဗျကျွန်တော်အခုဆက်ပြောမယ်တွေ့ခဲ့တဲ့အကြောင်းအရာတွေဟာရုပ်ရှင်နဲ့ရလို့လို့မြင်လဲပြနေတယ်လို့လို့ပါပဲဟော ဟိုမြောင်းကူတရာလေးဟိုဘက်လည်းရောက်ရောလေးပေလောက်ရှိတဲ့ခက်သေးသေးအုံတုံးလေးတွေတုံးကူဟာကျိုးမချီပဲနဲ့တံမဆွဲပဲနဲ့တွဲလျက်ကြီးရှိနေတာဗျ။အဲဒီလူကြီးကကျွန်တော်ကိုအဲ့ဒီပုံမှာထိုင်ခိုင်းလိုက်တယ်။အဲ့ဒါနဲ့ပဲကျွန်တော်လည်းသူထိုင်ခိုင်းတဲ့အတိုင်းပဲထိုင်လိုက်တယ်ဗျ။အဲ့ဒီလိုထိုင်လိုက်တဲ့ဆိုရင်ပဲဘာမှမပြောတော့ပဲနဲ့သူကရှေ့ရနေလျှောက်သွားတာ။နောက်ကကျွန်တော်ထိုင်နေတဲ့အုံတုံးလေးတွေတုံးကူဟာဘိန်းတက်ထားတဲ့ရင်လိုပဲသူ့နောက်ကိုပါသွားတာဗျ။ကျွန်တော်စိတ်ထဲမှာလည်းဘလို့တွေဖြစ်နေပါလေလို့တွေးနေလိုက်လာခဲ့တာ။မြေကြီးပေါ်ကနေတဖြည်းဖြည်းနဲ့သွားနှုံးကမြန်လာတယ်။အနေထားကလည်းတဖြည်းဖြည်းနဲ့နေစင်းသွားတယ်လို့ထင်ရတယ်ဗျ။သူကခြေတ လန်းချင်းရှောက်နေပေမဲ့ကျွန်တော်ထိုင်နေတဲ့အုံတုံးကတော့ရိပ်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 နဲ့ကိုပြေးနေရဗျတော်တော်သွားမိတယ်ဆိုရင်ပဲမြေကြီးပေါ်မှာရှိနေတဲ့တစ်ပင်တွေဘာတွေမမြင်ရတော့ပဲနဲ့ဟင်းလင်းမြင်ကွင်းမြင်တခုတည်းကိုရောက်နေရရှေ့မှာလဲဝင်းကြီးတခုကိုကာယံထားတာမျိုးတွေ့ရတယ်ဗျတပြေးပြေးနီးလာတာနဲ့အထဲကစူညံအော်ဟစ်နေတဲ့အတန်တွေချက်သိမ်းမွင်းချင်းထားရလောက်အောင်ကြောက်စရာကောင်းတဲ့အတန်တွေကိုကျွန်တော်ကြားနေရတာအနားလဲရောက်ရောကြောက်တောင်ကြီးလိုအပြားကြီးနှစ်ချက်က တကားလိုပဲအတွင်းကိုပွင့်ထွက်သွားတာလမ်းမကြီးကလည်းပြူးနေတာပဲဗျအတွင်းကိုဝင်မိတယ်ဆိုရင်ပဲအပူချိန်ဟတ်တယ်လို့မျိုးရှိန်ကနေဖြစ်ပြီးတော့ပူလာတယ်ဗျဆောဆောအော်ဇန်တွေက ဒီထဲကိုရောက်လာတဲ့အခါမကြတော့တော်တော်သွားမိရယ်ဆိုရင်ပဲပထမဆုံးတွေ့တာယောက်ျားတွေမိန်းမတွေရဲ့ဥကောင်းတွေကြီးရိုက်နေတဲ့နေရာပဲတစ်ဆက်တည်းမှာပဲတချို့နေရာမှာထိုင်လျက်ပဇောင်နှစ်ဖက်ကိုတန့်ကျိတ်နဲ့ဆွဲပြီးတော့ဟထားတာကျွန်တော်ကသိချင်တဲ့အတွက်မင်းမလို့ပဲစိတ်ကူးအောင်ရှိသေးတယ်အဲ့ဒီခေါင်းကိုရိုက်နေတဲ့ဟာတွေကမင်းလူပြည်ချာမှာတိလိမ့်ပါဇက်ကိုချိန်ထားတာနှုတ်ကျန်းတဲ့သူတွေပဲကွာအဲ့လိုမျိုးအဲ့လူကြီးကပြောပါတယ်ငရဲဆိုရင်နှိမ့်ဆက်တဲ့သူကတစ်ဖက်ခံရတဲ့သူကတစ်ဖက်လို့ကျွန်တော်ထင်ခဲ့တာအဲ့လူကြီးမဟုတ်ဘူးဗျအချင်းချင်းနှိမ့်ဆက်ရတာလည်းရှိတယ်အခုတွေ့နေတဲ့နေရာလူနှစ်ယောက်တရွဲအချင်း ချင်းအပြန်အလှန်ပြန်ရိုက်နေကြတာကိုလည်းကျွန်တော်တွေ့ရတယ်။အဲ့ဒါမင်းတို့စီမှာကြက်တိုက်တဲ့သူတွေပေါ့။ရှေ့ကလူကြီးကအဲ့လိုမျိုးထပ်ပြီးတော့ပြောလာပါတယ်။ကျွန်တော်တို့ငငယ်တော့ကလူကြီးသူမတွေပြောနေတယ်။ဒါမလုံးနဲ့ငရဲဦးတဲ့ဇောက်ထိုးကြလိမ့်မယ်လို့ပြောရင်မိုးပြဲတဲ့အကြီးစားကိုမျက်လုံးနဲ့မှမြင်လာတာ။စီရင်နဲ့ကြော်မှာပဲလို့ထင်ခဲ့တာ။တကယ်တော့ငရဲဦးဆိုတာအဲ့လိုအိုးကြီးကိုမြင်နေရတာမဟုတ်ဘူးဗျာ။ကျွန်တော်မြင်နေရတာအိုးနှက်ခမ်းကိုပဲမြင်နေရတာ။အဲ့လူကြီးပို့လို့ရောက်သွားတဲ့အခါအဲ့အိုးတွေကဘလောက်ကျယ်လဲလဲကျွန်တော်မသိပါဘူးဗျာ။ကျွန်တော်ရောက်နေတဲ့နှုတ်ခမ်းကိုပဲမြင်ရတယ်။ကျန်တဲ့သုံးဘက်ကနှက်ခမ်းတွေကိုကြည့်လို့တော့ ျွန်တော်မမြင်ရဘူးဗျာအိုးတွေကအဲ့လောက်တောင်ကြီးရမီးတွေဖို့ပြီးတော့တဲထားရလဲမဟုတ်ပါဘူးဗျာ ကိန်းလို့ဖြစ်နေတယ်။ကြည့်လို့မဆုံးနိုင်တဲ့အဲ့ဒီပြင်ကျယ်ကြီးထဲမှာယောက်ျားမိန်းမတွေကအလိတ်လိုက်ရင်နွေးဘူးထဲမှာလိမ့်ပြီးတော့ပူလောင်မှုဒဏ်ကိုခံနေကြရတာဗျ။ရင်နွေးဘူးဆိုပေမဲ့လည်းအဲ့ဒီမှာတွေ့ရတာအချို့နေရာမှာအုံနီမုံရောင်ညီကျက်ညက်ပစ်ချွချွဲအချို့နေရာတွေမှာတော့ခဲပုတ်ရောင်လို့ပစ်တွဲတွဲတွေဖြစ်နေတာဗျ။အဲ့ဒီလူကြီးကကျွန်တော်ကိုပြနေတဲ့ပုံဟာတစ်ခုပြီးတစ်ခုကြော်လွားပြီးတော့ပြနေရမဟုတ်ဘူးဗျ။မြင်စေချင်တဲ့အရာတွေကိုပဲတနေရာပြီးတနေရာလိုက်ပြနေတယ်လို့မျိုးပဲ။ကျွန်တော်မေးချင်တဲ့မေးခွန်းတွေရှိလို့ရှိရင်အဲ့ဒီနေရာမှာရက်ပေးတယ်ဗျ။တနေရာမှာတော့ငရဲခံနေရတဲ့လူတွေကမတ်တရက်လျက် တဲ့နှိမ့်ဆက်သူတွေဟာလက်ရိုက်တုပ်လို့တစ်သားတုပ်ကြီးနဲ့ဘဲပြန်ညာပြန်ကိုရိုက်နေကြရပဲအံဩစရာကောင်းတာအဲ့ဒီမှာကျွန်တော်တိတဲ့အဖိုးကြီးတူကိုတွေ့ရတယ်ဗျဆရာကြီးခင်ဗျာ ဘလို့ဖြစ်တာလဲဗျကျွန်တော်ကအဲ့ဒီလိုမေးလိုက်တော့ထူးခြားမှုကကျွန်တော်သူ့ကိုကြည့်ပြီးမေးပြင်မယ်သူကကျွန်တော်ကိုတိုက်ရိုက်မဖြစ်ဘူးဗျရှေ့ကလူကြီးကိုပြောတယ်သူတို့ချင်းပြောတဲ့အတန်လည်းမကြားရပါဘူးပါဇက်လောက်တာသာတွေ့ရတယ်ပြီးတော့မှဟိုလူကြီးကအတန်ထွက်ပြီးတော့ကျွန်တော်ကိုပြန်ပြောပြအဲ့ဒီမှာတွေ့လို့ကျွန်တော်ကမေးလိုက်တိုင်းမှာလည်းအဲ့ဒီလူကြီးကတဆင့်ပဲပြန်ပြောပြတယ်အဲ့ဒီလိုခံရတာတခြားကြောင့်တော့မဟုတ်ပါဘူးဟိုရောကရေကန်တူးဖို့အတွက်အလူခံတဲ့ငွေတွေတွေကစစ်လိတ်ဝဲတောင်းပြီးလို့ဖြစ်ပါတယ်သူတင်ထားခဲ့တဲ့ပစ္စည်း၉မျိုးရှိတယ်မင်းပြန်ရောက်လို့ရှိရင်အဲ့ဒါတွေရောင်းချပြီးတော့ တဝက်ကိုစား တဝက်ကိုလှူပါတယ်လှူရမှာလဲကန်တူးဖို့ကြောင်းဆောက်ဖို့ကိစ္စတွေမှာလှူပါတယ်ကုသိုလ်များပေးဝေတဲ့အခါမှာလဲငရဲမင်းကြီးနဲ့သူ့ကိုသာအမိခေါ်ဝေပါလို့မှားတယ်30တဘုံတို့ဘာလို့တော့မမလိုက်ဘူးဗျအဲဒီမှာကျွန်တော်နဲ့အမေးဖြေလုပ်နေရတဲ့လူတိုင်းကအဲဒီလိုပဲမှားကြတယ်ဗျတဏီယာကိုရောက်တော့ဆင့်ရောင်ကရားအိုးနဲ့ရေနွေးဘူးတွေကိုခတ်ပြီးတော့ဟထားတဲ့ပါဇက်တွေတွေကိုလောင်းထည့်နေတာတွေ့ရတဲ့နေရာတိုင်းမှာတူဦးချင်းတယောက်ချင်းမဟုတ်ဘူးဗျမျက်စိတစုံမရေတွက်နိုင်လောက်အောင်များပြတဲ့ယောက်ျားမိန်းမတွေကြီးပဲလူပြည်မှာလူမကြံသေးတဲ့ ်လားလို့ထင်ရလောက်ကိုများတာဗျအဲ့ဒီမှာလဲကျွန်တော်တိတဲ့ကလေးမတူကိုသွားတွေ့တယ်သူကဘာကြောင့်ရောက်လာတာလို့တော့မပြောဘူးဗျသူ့ရဲ့အိမ်မှာသူတိမ့်ထားခဲ့တဲ့တမစီတစီလက်စွပ်တကွင်းငကတ်တရံနဲ့တပတ်တူကိုပြလိုက်ပါတယ်အဲ့ဒါတွေကိုရောင်းပြီးတော့တီလာရှိတဲ့သူတွေကိုကျွေးမွေးလှူဒန်းပြီး သူနဲ့ငရဲမင်းကြီးကိုအမြဝေပေးပါလို့မှာလိုက်တယ်။နောက်တနေရာမှာတော့တချို့ကဓာတ်နဲ့အခုတ်ခံရတယ်။တချို့ကအရှင်လက်လက်တုံးလုံးလဲပြီးတော့ဓာတ်နဲ့အမွန်းခံရတယ်။အဲဒီမှာလဲဓာတ်မွန်းခံရတဲ့အသည့်မိမကြီးတယောက်ကိုတွတ်တွေ့ရတယ်။သူကတော့လူပြည်မှာရှိစဉ်တော့ပါဇက်ကျမ်းပြီးတော့ငါအရှင်တွေကိုဓာတ်နဲ့မွန်းခဲ့လို့လို့ပြောတယ်။ဘာမှတော့မမာလိုက်ဘူးဗျာသူကတော့နောက်တနေရာမှာဓာတ်နဲ့ရစ်ပြီးတော့အရေကွန်တွေကိုအရှင်လက်လက်ခွာနေတယ်။အဲဒီဖိုးကြီးကို မေးကြည့်တော့သူကနွားတွေကိုမသိမရှင်းအရေကွန်ဖြတ်ခဲ့တဲ့အတွက်အခုလိုမျိုးခံနေရတာတယ်။အိမ်မှာသူတိမ့်ထားခဲ့ ဲ့တဲ့စာရွက်စာတမ်းတွေကိုနေရာတကြပြောပြတယ်။ဟိုရောက်လို့ရှိရင်ပြောပြပြီးတော့အဲ့ဒါတွေကိုရောင်းချပြီးသူ့ကိုလှူဒန်းပေးပါတယ်။သူနဲ့ငရဲမင်းကြီးကိုအမျှဝေပေးပါလို့လည်းမှာလိုက်တယ်။နောက်တနေရာရောက်တော့ထန်းသီးလောက်ရှိတဲ့မီးခဲလိုမျိုးရဲရဲအလုံးကြီးတွေပါဇက်ထဲကိုခွန့်နေ။နောက်တနေရာမှာကျတော့ဘာရည်ဒီမှန်းမသိတဲ့ပူတဲ့ရည်တွေကိုပါဇက်ထဲကိုလောင်းထည့်နေကြတာ။မီးကြီးတော့မူရစ်စေဝါတုံးတဲ့သူတွေနဲ့အရက်တောက်တဲ့သူတွေလို့ပြောတယ်။အဲ့ဒီနောက်မှာတော့ထိုးလိုက်၊ရိုက်လိုက်၊ခုတ်လိုက်၊ထစ်လိုက်နဲ့အဲ့ဒီလိုမျိုးအမျိုးမျိုးတွေခံနေရတဲ့သူတွေကိုလည်းတွေ့ရတယ်။တနေရာမှာတော့ကျွန်တော်အသည့်လူငယ်လေး ေးတူကစူးရည်နဲ့အပင်မောလူကြီးတူကကြိမ်နဲ့ရိုက်ပြီးတော့တတ်ခိုင်းနေတာတွေ့ရတယ်။သူကလည်းအိမ်မှာသူဖွက်ထားတဲ့ဖောင်တိန်နဲ့တင်ချာစာအုပ်တွေနဲ့မြန်မာစာအုပ်ငားထားတဲ့သူတွေကိုနာမည်နဲ့ပြောပြတယ်။ပြီးတော့သူ့အတွက်ကိုလည်းကုသပြုပေးဖို့အတွက်မှာလိုက်တယ်။သူနဲ့တူခံနေရတဲ့သူတွေကလူပြည်မှာနေစဉ်တော့သူတော်ကောင်းတွေကိုနောက်ပြောင်ဆဲရည်သူတွေလို့ပြောတယ်။ကျွန်တော်ရောက်ခဲ့တဲ့နေရာတွေမှာငရဲဦးသုံးနေရာတောင်တွေ့ခဲ့ရတာဗျ။ပထမဦးမှာခံနေရတဲ့သူတွေကရင်နွေးဦးထဲမှာအလူးလိမ်ကိုခံနေရတာ။ဒုတိယဦးမှာကျတော့ပုတ်ပွက်စုနေတဲ့ရင်နွေးဦးတွေကိုလက်ဖက်ချောက်တွေခတ်နေတယ်လို့မျိုး ုပဲဗျာလူတွေကအဲ့ဒီရေနွေးထဲမှာမြုပ်လိုက်ပေါ်လိုက်နေပေါ်ချိန်တော့မရကြပါဘူးဗျာနောက်ဆုံးအိုးမှာကျတော့ထူးကြတာအသားဖြူသူတွေရောအသားမဲသူတွေရောသူတော်စင်အဝတ်တင်တွေရောလူမျိုးစုံတွေ့ရတာပဲဗျာအဲ့ဒါတွေတွေ့ပြီးတော့ဆက်သွားတဲ့အခါကျမှစိတ်မချမ်းမြေ့စရာတွေကိုမတွေ့ရတော့ပဲနဲ့အလွန်ကျယ်ဝန်းလာတဲ့ဟင်းလင်းမြင်ကြီးတစ်ခုကိုရောက်သွားတာအဘိုးရန်ကြောက်မြတ်ရတနာရင်နဲ့စီကျဲထားတဲ့ဗိမှန်တစ်ခုပဲဗျာကျယ်ပြန့်ပြီးတော့တတိဝလန်နေပန်းဝင်ပန်းွယ်တွေရှက်တန်းตายရတဲ့ជីနူးပွဲဥယျာဉ်ကြီးကိုတွေ့ရတာဗျာအဲ့ဒီလိုပြန်လာတဲ့လမ်းမှာလွယ်ကြီးတစ်ဖက်လွယ်ပြီးတော့ နွယ်ပင်တွေပွေဖက်ပြီးရှောက်လာတဲ့ဆေးစရာလိုလိုပါလိုလိုနဲ့အဖိုးအတူကိုတွေ့ရတယ်။အဓိကကတော့ကျွန်တော်ရှိရလူကြီးကသူ့ကိုလမ်းပြီးတော့မေးတယ်ဗျာ။ဒီကောင်ယောဂါကိုဘာနဲ့ကုရမလဲတဲ့။အဲဒီလိုမေးတော့ဟိုဆရာကြီးကအလွယ်လေးပါဗျာ။တယင်းကြီး၄၅ရွက်ကို၃ခွက်တစ်ခွက်ကျူ။ထညက်၃ခွက်လောက်ပြစ်ထည့်လိုက်။စားမီးဖုံးနဲ့တောက်ပျောက်ပေါ့ကွာ။အဲဒီလိုမျိုးပြောပြီးတော့သူကဆက်သွားတယ်ဗျာ။ကျွန်တော်လည်းအဲဒီဆေးကိုမေ့သွားမှဆိုလို့အချင်းချင်းရွတ်လာခဲ့တယ်။အဲဒီနောက်မှာတော့အဲဒီလူကြီးကရှေ့ရသွား။ကျွန်တော်ကကျွန်တော်ထိုင်နေတဲ့အုံနှုံးလေး၃ခုနဲ့နောက်ကနေလိုက်။အခုအပြန်လန်းကြတော့အလားထက်တော့ တော့မြန်နေသေးတယ်ဗျရေး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 နဲ့ကိုပြေးနေရဗျနရော့ကိုလီတိုးတာမခံနိုင်အောင်ကိုဖြစ်တယ်သုံးခွပြန်ရောက်တဲ့အခါပထမဆုံးမြင်ရတာကျွန်တော်ကူးခဲ့တဲ့မြောင်းကိုဗျအဲ့ဒီမြောင်းသားလေးကိုလည်းရောက်ရောအဲ့ဒီလူကြီးကခက်ထန်တယ်ပဲဗျဟေ့အောင်မင်းစင်းတော့တဲ့အဲ့ဒီလူလည်းပြောရောကျွန်တော်လည်းကြပြားကြရာဆင်းပြီးတော့မြောင်းကူးတရားလေးပေါ်ကနေရှောက်လာခဲ့တယ်တဝက်လောက်ရောက်လို့နောက်ပြန်လဲကြည့်တဲ့အခါကျတော့အဲ့ဒီအုံတုံးနေရောလူကြီးကိုပါမတွေ့ရတော့ဘူးဗျတကယ်တော့ကျွန်တော်ပြောတာကဘာမှမကြလိုက်ဘူးဒါပေမဲ့တကယ်တမ်းကျတော့တစောင်းမုံလာဆန်းတည့်ရက်နေ့ ည၈နာရီလောက်တည်းကကျွန်တော်ကသတိမေ့မျောသွားတာအခုကျွန်တော်ပြန်တဲ့နေ့ကတစောင်းမုံးလာဆန်း၃ရက်နေမနက်၄နာရီမှဖြစ်နေဒါပေမဲ့ကျွန်တော်အိမ်မှာဖြစ်ပျက်နေကြရတဲ့ကကျွန်တော်သေပြီပေါ့ဗျာအဲဒါကြောင့်ကျွန်တော်ရဲ့ခန္ဓာကိုယ်ခြေမလက်မတွေပူကျိုးချီပြီးတော့တစ်တာပြဲသုံးလုံးပေါ်မှာပြင်ခင်းပြီးတော့အလောင်းစင်ပြင်ထားတယ်ဗျာကျွန်တော်ကိုကွယ်လွန်သွားပြီထင်ပြီးတော့တရက်ကြာတဲ့အခါမှာအခောင်းသွင်းရင်မသွင်းရင်အငင်းပွားတယ်တဲ့ကျွန်တော်ရဲ့သမီးကြီးကအဖေကပုတ်လည်းမပုတ်သေးဘူးအသားကြီးကလည်းတောင့်တင်းမနေတဲ့အတွက်တကြိုကန်ကြီးမှတွင်းမယ်လို့ပြောတယ်အဲလိုအတိုက်ခံပြောတဲ့အတွက် ွက်အလောင်းစင်ပေးမှာပဲအကောင့်အစင်စင်ချထားတယ်။နေ့လယ်၁၂နာရီဆိုရင်မသာပို့ကြမယ်ပေါ့ဗျာ။အာတုပရင်လည်းငှားထားပြီးကြပြီ။မနက်အာတုပလာသူတွေကိုကြွေးဖို့အတွက်ဆန်နှစ်တင်းဝက်သားချိန်80ဟင်းဂျူတွေငံပြားရည်ချက်တွေတို့စရာတွေအားလုံးလည်းအစင်သင့်ဖြစ်နေပြီဗျာ။ကြွေးမွေးဖို့အတွက်ပကံခွက်ရောက်တွေတော့ငှားထားလို့အိမ်ပေါ်မှာတော့ရောက်နေပြီ။အရေးပစ္စည်းတွေအားလုံးကအကျွေးနဲ့ယူပြီးတော့လုတ်ကင်ထားတာတွေဖြစ်တယ်ဗျာ။အဲနောက်တစ်ခုကဖဲဝိုင်းရလည်းအိမ်ပေါ်မှာ၃ဝိုင်းလောက်တောင်ရှိနေ။အဲလိုဖြစ်နေတဲ့အချိန်ကျွန်တော်သတိပြန်ဝင်လာပြီးတော့ရေပေးပါရေပေးပါလို့អော်ရင်းနဲ့ ငုတ်တုတ်ထထိုင်လိုက်တဲ့အခါဘာပြောကောင်းမလဲဗျာဖဲဝိုင်းရလူတွေလန့်ဖြန့်တိုးဝေ့ပြီးတော့ပြေးလိုက်ကြတာပကံများ၁၂ချက်လောက်နဲ့ဟင်းတောက်ပကံတွေတောင်ကွဲကုန်တယ်ဗျာတက်တိကောင်းနဲ့ကျွန်တော်သမီးကပြေးလာပြီးတော့ခြေလက်ကကျိုးတွေဖြက်ပေးတယ်ကျွန်တော်ကိုယ်တိုင်ကတော့မျက်လုံးတွေပြာပြီးတော့ဘာမှမသေးကွဲဘူးဗျာရေတဝတောက်ပြီးတော့ပြန်အိပ်လိုက်တာနေ့လယ်၁၇နာရီလောက်ကြာမှကျွန်တော်နိုးလာတာဗျာအဲဒီတော့ခေါင်းရင်းမှာထားထားတဲ့အခေါင်းစဉ်တွေအလောင်းတွေကိုသူတို့ကဖျောက်ထားလိုက်ကြပြီလူတွေကလည်းတက်လိုက်ဆင်းလိုက်တအုပ်ကြီးလာလိုက်ပြန်သွားလိုက်နေ ကျွန်တော်စိတ်ထဲဘာတွေများဖြစ်နေကြပါလဲလို့တော့တွေးမိရဲ့ဗျ။နောက်တော့မှအပေါ်ကအဖြစ်အပျက်တွေကိုကျွန်တော်သိရတာ။အဲဒီခေါင်းပြင်ကိုလည်းဘုန်းကြီးကျောင်းရေကပြင်ဖြစ်လှူလိုက်ကြတယ်။ချက်ထားတဲ့ဝက်သားဟင်းတွေကိုလည်းဘုန်းတော်ကြီးကျောင်းကိုသွားပြီးတော့လှူလိုက်တယ်။ခုနှစ်ရက်လည်တဲ့နေ့ကျတော့အကျွေးရှင်တွေကစာရွက်စာတမ်းတွေကင်ပြီးတော့ရောက်လာကြတော့တာပဲဗျ။ငကူကအစီအစဉ်ကတော့ကုငွေတွေရလို့ရှိရင်ဆက်မယ်ပေါ့။အခုကလူကမသေးတော့ကုငွေလည်းမရတော့တော်တော်လေးကိုတိုင်ပတ်သွားတယ်ဗျ။အဲ့ဒါနဲ့ပဲကျွန်တော်အိမ်မှာရှိသမျှပစ္စည်းတွေစိုက်ကားတွေအားအိမ်မှာရှိတဲ့ပရိဘောဂတွေအကုန်လုံးတစ်ခုမှကျန်ရောင်းလိုက်တယ်။အဲ့ဒါတွေရောင်းရငွေ ွေကတော့9000လောက်တော့ရတယ်ဗျာအကျွေးကအတုပတင်ဖို့ရင်ပါဝင်6100ကျတယ်လက်ထဲမှာငွေက800ပဲကျန်တော့တယ်ဗျာကျွန်တော်ယောဂကလည်းဟိုကပြောလိုက်တဲ့စီးနယ်ပဲပျောက်သွားပြီဗျာဟိုမှာတွေးခဲ့တဲ့ဆရာကြီးပြောလိုက်တဲ့စီးနယ်ပဲပျောက်သွားလို့ကျွန်တော်ကြမ်းကြမ်းမှမှတော့ဖြစ်လာတယ်အဲတခုထူးခြားတာတော့ကျွန်တော်မျောနေတဲ့အချိန်မှာနှာခေါင်းအဖျားလေးကပုတ်သွားလို့တော်တော်လေးတောင်ကုလေရသေးတယ် ဟိုကလူတွေမှာလိုက်တဲ့ကိစ္စတွေအားလုံးကျွန်တော်ကိုယ်တိုင်လိုက်ပြောရှာဖွေပြီးတော့ကုသိုလ်ပြုကြတဲ့အခါအမြဝေပေးပါဆိုလို့အိမ်ပြင်ထွက်ပြီးတော့ကျွန်တော်ကိုယ်တိုင်လည်းအမြဝေပေးခဲ့ပါတယ်အခုကျွန်တော်အနေနဲ့တတ်နိုင်သမျှကုသိုလ်ကောင်းမှုတွေကိုပဲဂရုစိုက်ပြီးတော့ဆောင်ရွက်နေပါတယ်မျက်စိထဲမှာကြောက်မက်ဖွယ်ကောင်းတဲ့ခံစားမှုတွေကစဉ်းစားလိုက်တိုင်းပေါ်လာတယ်ဗျအဲဒါကြောင့်မလို့အားလုံးကိုလည်းကုသိုလ်ကောင်းမှုတွေပြုကြပါလို့ကျွန်တော်တိုက်တွန်းချင်တယ်ဗျအဲဒီလိုနဲ့ပဲတေရပြန်ဥယေကသူ့ရဲ့အတွေ့အကြုံတွေကိုတန်ဝေကယူနိုင်ကြရန်အတွက်စိတ်ရှည်လက်ရှည်နဲ့ပြောပြလာပါတယ်ဇလန်လေးကတော့ဒီမှာတည်းပဲပြီးဆုံးသွားခဲ့ပါပြီဗျ ဇလန်းလေးကိုစောနေတီလိုက်ပါနားဆင်ပေးကြတဲ့လူကြီးမင်းတို့တယောက်ချင်းစီကိုလည်းကျေးဇူးတင်ပါတယ်ဗျာနောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်